ကိုနဲ့မတဲတဲ့ပုံကိုတရားကိုမျက်စိနဲ့မြင်လိုက်ပြီဆိုတဲ့အခါမှာမမမကန်နှလုံးသွင်းလို့ရှိရင်ဘာတွေဖြစ်လာလို့ဆိုဒေါသတွေဖြစ်လာဒေါသတွေဖြစ်လာမတဲတဲ့လူနဲ့တွေးလိုက်တာနဲ့ဒေါသတွေဖြစ်လာအဲ့ဒါဘာလို့ဒေါသဖြစ်လဲဆိုရင်အာရဏိတော်မနတိကာဘာတွေတွေးမိတော့ဆိုလို့ရှိရင်တစ်ချိန်လုံးကသူနဲ့အစင်မပြေခဲ့တာတွေကခေါင်းထဲမှာတတိကြီးပေါ်လာပြီးတော့ဒေါသတွေဖြစ်တာပဲပေါ့ဟော အဲ့ဒီပုဂ္ဂိုလ်ကိုပဲယောနိတောင်နဲ့ဒီကာရနဲ့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်အိုးသူ့ကိုဒေါသဖြစ်နေလို့လဲဘာကျိုးထူမှလဲသူလည်းသူ့ကံနဲ့သူပဲငါလည်းငါကံနဲ့ငါပဲငါတဏ္ဍမှာ အကုသိုလ်ဖြစ်ရင်မတင့်ဘူးအကုသိုလ်ဖြစ်ရင်ငါပဲဒုက္ခရောက်မှာပဲဒီလိုတွေးလိုက်လို့ရှိရင် အကုသိုလ်ဆိုမလားတော့ဒါလက်တွေ့ချင်းသုံးတာလို့ခေါ်ဆိုလိုတာကဒီလိုတွေးရင် အကုသိုလ်ခိုးလို့တွေးရင်အကုသိုလ်မဖြစ်ဘူးပေါ့ဒါကြောင့်မို့ တွဲပုံတွဲနေရမျိုးမျိုးရှိတယ်။မြင်ပုံမြင်နေရမျိုးမျိုးရှိ။အကုသိုလ်ဖြစ်မဲ့အမြင်နဲ့မတွဲနဲ့။ဆိုလိုတာကလူတယောက်ကိုတွဲပြီဆိုတဲ့အခါကျတော့အပြစ်မြင်နဲ့အမြင်မျိုးနဲ့မတွဲနဲ့။ဟော။မေတ္တာတက်ဝင်ပြီးတော့မြင်နဲ့အမြင်မျိုးနဲ့တွဲဖို့လိုအပ်